အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အားလုံးမင်္ဂလာပါဒါအာဂျင်တီးနားအသင်းကတော့တောင်အမေရိကဆုံးချေစပွဲမှာမဟာပြိုင်ဘက် Brazil ကိုဒါ၄ကိုတကိုးနဲ့ကိုးပြတ်နိုင်တယ်အမှန်တမ်းပြောရင်လည်းအဲ့တကိုးကလည်းဒါကူတီရိုမဲရိုက gift ပေးလိုက်လို့အာဂျင်တီးနားအသင်းတကိုးပြန်ပေးရတယ်နော်ဆိုရင်အမီမာတီးနက်စ်က clean sheet ရအောင်ပါဘရာဇီးလ်ကိုကျွန်တော်တို့ဗျာကမ္ဘာ့ပုံလောကရဲ့အောင်မြင်ဆုံးအသင်း ဒါ football nation လို့ပြောတာ ਨੇ ကျွန်တော်တို့ Brazil ကိုပြေးပြေးမြင်ရတဲ့အသင်းကအခုလက်ရှိမှာဒါဘယ်လိုပြောမလဲဆိုတော့ Brazil ကတော်တော်ကိုဆိုးဆိုးဝါးဝါးဖြစ်သွားတာ Okay ဟို Neymar Junior မပါသေးအမှတ်တမ်းပြောရင် Neymar လည်း prime Neymar မဟုတ်တော့ Okay 2014 2018 20ဒါ22 Neymar ဆိုတော့တမျိုးလက်ရှိ Brazil အသင်းကိုကြည့်လိုက်လို့ရှိရင် band average ကစားမားတွေကြီးပဲ On paper မှာ Brazil ကအရန်ကြီးမဆိုးပဲမဲ့ ဒါတကယ်တမ်းကွင်းလဲရောက်သွားတဲ့ခါမှာဘရာဇီးကဘာမှမလုပ်တာအာဂျင်တီးနားနဲ့ဘရာဇီးကြမှာတကယ်ပြောတာအမှန်တိုင်းပြောရင်တသိန်းကမန်အပြည့်စိတ်တဲ့အပြည့်နဲ့မိနစ်90အပြည့်ကိုဂိုးပြတ်နိုင်နေရင်တော့မှမလျှော်တော့စွဲနဲ့နောက်ထပ်ဂိုးသွင်းဖို့ကစားနေတဲ့အချိန်တစ်ချိန်တသိန်းကပွဲစား၄မိနစ်တည်းကဂိုးပေးရတယ်၁၂မိနစ်တည်းကဂိုးပေးရတယ်ဟိုဘက်ကတစ်ချက်အပားရလို့သူတို့ဂိုးပြတ်ရတာမှန်တယ်တူတူပြန်ချဖို့ကြိုးစားရမယ်အစားမှာတူဦးချင်း individual ကိုပဲအောင်ဆူဆိုင် အာဂျင်တီးနားနဲ့ဘရာဇီးလကွာခြားတဲ့အချက်ကဘရာဇီးကအရင်တုန်းကတူးချင်းဘရာဇီးကခေတ်ဆက်ဆက်လေအဲ့လိုတူးချင်း individual တွေနဲ့ပဲသူတို့အောင်မြင်ခဲ့တာ90 98ကမ္ဘာဖလား94ကမ္ဘာဖလား2000နှစ်ကမ္ဘာဖလား back to back final သုံးကြိမ်တက်တဲ့အချိန်မှာဘရာဇီးသင်းကိုကြည့်လိုက်တကယ် quality player တွေ2006တုန်းကလည်းဒီတိုင်းပဲဒါပေမဲ့အသင်းလိုက်စုစည်းမှုကသူအရင်တည်းကအားနေပေမဲ့ဘရာဇီးရဲ့ football nation ရဲ့အရှိန်အသွေးနဲ့တူးချင်းဒါထိတ်တန့်အဆင့်ရှိတဲ့ကစားသမားတွေနဲ့နေရာစုံမှာ လက်ချက်ပလေယာကြီးပဲဘရာဇီးကွင်းလေးကိုကြည့်လိုက် နေရာဆုံးမှာလက်ချက်ကြီးပဲအခုဘရာဇီးရဲ့ပွဲတစ်ပွဲကိုအနိုင်ရမယ်ပေးကြမယ်အရှုံးဆိုတဲ့အဓိကအဆုံးဖြတ်တာကကွင်းလေအဲ့ကွင်းလေးကိုကြည့်လိုက်လို့ရှိရင်အကုန်လုံးက ban average တွေပဲကြည့်လိုက် Joao Gomez Ederson ပြီးတော့ Andre ဂျူလင်တန်ဒါပါတော့ဘရူနိုဂွေမာရက်ဂွေမာရက်ကမဆိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ world class အလဲ level လို့ပြောလို့မရသေးတာဘရူနိုဂွေမာရက်ကတော်တော်လေးကောင်းတယ်ဒါမှသူပွဲပယ်ခံရတယ်ဒီကြားထဲမှာဂါမာတွေအကုန်လုံးကိုကြီးလိုက်ခန်စစ်ကလည်းမခီညိုရှိတယ်ဂါဘရီယယ်ပွဲပယ်ခံထားတယ်ဘရာဇီးသစ်ကိုကြည့်လို့ရှိရင်တောင်ပန်ကဝက်စလီဖလာမင်ကိုမှကစားနေတယ်ကြားတော့မကြားဘူးတော့ဒီလီယိုအော်ရစ်ဆိုတဲ့ကစားမရှိတဲ့ဖလာမင်ကိုကဒုတိယပိုင်းမှာဝင်လာတယ် အလာဆန်ဒရိုကအရန်ဖြစ်တယ်။နောက်တစ်ချိန်တည်းမှာပဲဗက်ဒါဆန်ရှိတယ်။ဘရာဇီးကစားသမားတွေကိုကြည့်ရင်နောက်ဂိုးသမားကလည်းဘန်တိုအောင်နာဆာမှာကစားနေတယ်။ So I Edison injury ဖြစ်တယ်။အလာဆန်ဘက်က injury ဖြစ်တယ်။ဒါပေမဲ့ဂိုးသမား department ကဘရာဇီးကိုကျွန်တော်တိတ်ပြောကြမှရှိဘူး။ center back ကလည်းတကယ်လို့ Gabriel ပြန်လာလို့ Marquinhos နဲ့တွဲရင်မဆိုးလာဘူး။ဒါပေမဲ့ left back right back လုံးဝမရှိဘူး။ဝင်းနေကပြန်ဒီ Jolinda ရဲ့ unfit ဖြစ်တယ်။ဒါပေမဲ့ဂိုးသမား department ကဘရာဇီးကိုကျွန်တော်တိတ်ပြောကြမှရှိဘူး။ center back ကလည်းတကယ်လို့ Gabriel ပြန်လာလို့ Marquinhos နဲ့တွဲရင်မဆိုးလာဘူး။ဒါပေမဲ့ left back right back လုံးဝမရှိဘူး။ဝင်းနေကပြန်ဒီ Jolinda ရဲ့ unfit ဖြစ်တယ်။ဒါပေမဲ့ Gabriel ပြန်လာလို့ Marquinhos နဲ့တွဲရင်မဆိုးလာဘူး။ဒါပေမဲ့ left back right back လုံးဝမရှိဘူး။ဝင်းနေကပြန်ဒီ Jolinda ရဲ့ unfit ဖြစ်တယ်။ဒါပေမဲ့ Gabriel ပြန်လာလို့ Marquinhos နဲ့တွဲရင်မဆိုးလာဘူး။ဒါပေမဲ့ left back right back လုံးဝမရှိဘူး။ဝင်းနေကပြန်ဒီ Jolinda ရဲ့ unfit ဖြစ်တယ်။ဒါပေမဲ့ Gabriel ပြန်လာလို့ Marquinhos နဲ့တွဲရင်မဆို အက်ဒဆင်ရဲ့သူတို့ကွင်းလည်းကအက်ဒဆင်ပြီးဂါဆန်တို့နောက်ဒီဖခက်တာတို့နောက်ဖရဲရာတို့စန်တိုဆိုဒေါက်တာလူးဝီဆိုဒီကွင်းလည်းနဲ့ဘလို့ချန်ပီယံဖြစ်ဒီအသေးလေးကို disrespect ရှိမရှိဘူးလို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ပြောချင်တဲ့အချက်ကဘရာဇီးကအရင်တုန်းကဒိတ်ဒိတ်ကျဲကမ္ဘာအကောင်းဆုံးကွင်းတွေတွေကိုပိုင်ဆိုင်ထားတယ်ဒိတ်ဒိတ်ကျဲအရှိန်အဝါရှိတဲ့အသင်းကြီးကနေအခုအမတန်အားနည်းလို့နဲ့ကွင်းလည်နဲ့ကစားနေရတ တကယ်လို့နေမာဂျူနီယာပြလို့ရှိရင်နံပါတ်10ကိုကစားလို့ရတာမှန်နေပြီးတော့ကျွန်တော်ပြောမယ်အသင်းတစ်သင်းကအာမချောင်တာကောင်းဆုံးပဲပွဲရှပ်ပွဲမတိုင်ခင်တည်းကငါတို့ကမင်းတို့ကောင်တွေအမုန်းချစ်ပြမယ်ဘာညာအဲ့ဒါကပြောလို့ရဒါကျွန်တော်တို့ Harvey Sanity ပြောတာပေါ့လေဘာပြောလဲဆိုတော့ဒါ Harvey Sanity က Rafinha အပါဝင် Brazil အသင်းကကစားမတွေကဒါပွဲမတိုင်ခင်တည်းကငါတို့ကိုအနိုင်သိမ့်မယ်ဘာလို့မလဲဒါဟာ part of the game ဖြစ်တာမှန်တယ်လက်ခံလို့ရတယ် ဒါပေမဲ့အဆုံးသတ်မှာရလကပဲအဓိကအဆုံးဖြတ်ပြီးသွားမှာဖြစ်ပြီးတော့တမှုစင်ပေါ်တဲ့အသင်ကကွင်းထဲမှာဘသူဘလောက်လှုပ်ပြနိုင်လဲဘာလဲဆိုတဲ့အချက်ပဲအာဂျီနက်ကသမားတွေကဝေါ်ချန်ပီယံဖြစ်တယ်ဘက်တူဘက်ချန်ပီယံဖြစ်တယ်ဘရာဇီးကသူတို့အောင်မြင်တာမှန်ပေမဲ့ဘရာဇီးကအခု노ဝေနီးယားချန်ပီယံဆူပလာအတွက်မြန်လို့မရအဲ့ချိန်မှာကိုအကိုအတင်းအတွက်ကိုအရှင်ကိုကွင်းထဲမှာလှုပ်ပြတယ်ဒါမျိုးဖြစ်ရတယ်ဒါမျိုးဖြစ်ရရှင်းရှင်းလေးဥမာကျွန်တော်မှတ်မှတ်ရပဲဟို ရိုဒရီโกကလီယိုလီယန်ထိုပရီဒက်ဆိုမေးကတော်တော် off ဖြစ်တဲ့ player ရယ်ပိုင်းနဲ့ queen တဲ့မှာသူတို့ပြောတယ်ပြောတယ်ဒါပေမဲ့ပရီဒက်ကဘာပဲလက်တစ်ချောင်းထောင်ပြတယ် wokat တစ်ချိန်နဲ့လက်တစ်ချောင်းထောင်ပြတယ်ကိုပါနှစ်ချိန်ဒါပဲကျွန်တော်ပြောချင်တာ national team ရောက်လို့ရှိရင် quality player ပဲဖြစ်ဖြစ် average player ပဲဖြစ်ဖြစ်အသင်းလိုက်စူးစင်းမှုကစားရင်ကောင်းတယ်ဘရာဇီးကပြဿနာအားလားဒိုရီယဂျူနီပါတကယ်လို့ကာလိုအန်ချလော်တီလိုနီးပြမျိုးနီးပြဖြစ်သွားမယ်ဇီနီဒီဇီတန်ဆိုရင် different ဖြစ်သွားနိုင်တယ် ဒါပေမဲ့ခတ်တာကဒီဘရာဇီးလ်ကအမှန်တိုင်းပြောရင်ချန်ပီယံဖြစ်စရာခြေစွမ်းကိုမရှိဘူး။ကွာတာဟာမက်ဆီမန်ပဲကျွန်တော်အမြင်တော့တော့ဒါတော့ fully fit ဘရာဇီးလ်တော့ဒါရှေ့မှာဒါထားပါတော့အထောင်တိုက်စစ်မှုဖြစ်ရိုဒရီโกတားမယ်ပဲဒါဂျောဖက်တိုထားပါတော့အထောင်တိုက်စစ်မှုတယောက်ပါမယ်။ဒါရိုဒရီโกပဲထားပါတော့ပြီးဗီနီရှက်ဂျူနီယာက left နီမာက10 right ကရဖင်ညာထားအာအတက်ကင်းအရန်ကောင်းပါပြီ။ဒါပေမဲ့ဒီကွင်းလေအခုလိုအားမကောင်းတဲ့ကွင်းလေနဲ့သူချန်ပီယံဖြစ်စရာအကြောင်းရှိပြီးတော့ wins full back တွေမရှိတဲ့အတင်းဘလုံးဖြစ်တာ ရစီကတော်တော်ကြာတော့ကျွန်တော်မြင်တော့ဘရာဇီးဟာ2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာ quarter final ပဲအဲ့ချက်မကြုံနိုင်ဘူးဒါဘရာဇီးကဒါလမ်းကြောင်းလဲခြောက်မယ်အခြေအနေရှောက်တော့ပြီးခဲ့တဲ့20နှစ်ကအသင်းတက်ကိုရှိန်ဝါကွာသွားတာ20နှစ်ကအသင်းကမှကွင်းလေကကက်ဆမီရိုကအရင်ကောင်းနေတဲ့အချိန်မှာကာလိုကက်ဆမီရိုရှိတဲ့တကယ့်ကွင်းလေမှာဒေါင်းဒေါင်းကြီးတွေကစားတဲ့အချိန်မှာအသင်းကတော်တော်လေးကောင်းတယ်ဒီအသင်းကတော်တော်ကိုဘန်အေဗရှ်အသင်းဖြစ်ပြီးတော့အာဂျင်တီးနားကိုတပွဲတဲ့တစ်လုံးပဲကန်ကွင်းရတယ်တစ်လုံးပဲကိုးတယ်အဲ့ဒါကလည်းရိုမဲရိုအယောင်းလိုက်တာ အဲ့ဒါဘရာဇီးကတကယ်ကိုဘရာဇီးမှာ band average ဘရာဇီးဖြစ်ပြီးတော့နောက်နောက်ထပ် supply တွေအတွက်ဘရာဇီးက generation တခုကိုစောင့်အောင်မနောက်တက်လာတဲ့ကစားသမားတွေမှာ finisher ဆိုလဲလေဝိစင်မှာဘာမှမလုပ်ပြနိုင် Rodrigo လည်းမလုပ်ပြနိုင် Andre လည်းမလုပ်ပြနိုင်သေးဘူးဒါကတော့အသိမကောင်းတာလဲပါဒါပေမဲ့ဒီခက်ခဲတဲ့ period ကို Neymar ပူးဆောင်တဲ့ချိန်မှာကျော်ဖြတ်ဖို့လိုအပ်တယ်ဘရာဇီးအနေနဲ့ long way to go ဖြစ်သွားပြီအမှန်တမ်းပြောရင်လက်ရှိဘရာဇီးခြေစွမ်းဟာတောင်အမေရိကတိုက်မှာမာချိုးချစ်လက်တာမှန်ပေမဲ့ champion supply ရနိုင်မယ့်အဆင့်တန်း ကိုအဝေးကြီးလှမ်းกว่าနေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်